ကျမမိတ်ဆွေများလုံးမင်္ဂလာပါရှင်။ရဝေးရဲ့နေရာနေ့ကျမကိုချစ်ခင်အားပေးကြတဲ့ယုံကြည်အားပေးကြတဲ့ခုနှစ်ရက်သားသမီးများလုံးရှင်းနေပွားသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ့်ရဲ့ကျမချင်းနေနဲ့ပြည့်စုံနေကြပါစေရှင်။ငါးလပိုင်းအတွက်အင်္ဂါသားသမီးများအတွက်ကံကြမ္မာအဆူအကောင်များကိုအခုကနေစပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်နော် ကျွန်မရဲ့ဗီဒီယိုလိုက်ကလေးကိုအင်္ဂါသားသမီးများကြည့်ရှုနေတယ်ဆိုလို့ရှိရင်အစဆုံးလေးကြည့်ပြီးသွားပါအင်္ဂါသားသမီးများငါးတော်ပိုင်းမှာဆိုရင်အင်မတန်ကံကောင်းတဲ့လားတလားလို့ပြောလို့ရပါတယ်မိမိတို့ရဲ့စိတ်တိုင်းကြမဲ့လားတလားလည်းဖြစ်ပါတယ်နော်ကိုယ့်ရဲ့ဆောင်ရွက်သမျဆောင်ရွက်ချက်ကလေးတွေနော်လုပ်ငန်းကိစ္စပဲဖြစ်ဖြစ်ကိုယ့်ရဲ့အကြံစီလေးတွေနော်အလုပ်ကိစ္စပေါ့နော် နောက်အိမ်ကိစ္စတွေမိသားစုအရေးကိစ္စတွေမှာဒီလပိုင်းလေးထဲမှာပိုဆောင်ရွက်သမျှအောင်အောင်မြင်မြင်နဲ့ပြီးဆုံးသွားတတ်ပါတယ်အဲ့တော့အင်္ဂါသားမျိုးများအနေနဲ့ကတော့ဒီကာလကစီဝါတိုးတက်မဲ့ကာလတစ်ခုလို့ပြောလို့ရပါတယ်။မိဘကိုကျေးဇူးဆက်ခွင့်ရတဲ့လတလလို့လည်းပြောလို့ရပါတယ်။ကြိရှုစောက်ရှောက်ရမယ်လတလလို့လည်းပြောလို့ရပါတယ်။ မိဘကလည်းကို့အပေါ်မှာခွလွတ်နားလဲပေးပြီးတော့ပို့ပို့ပြီးတော့ချစ်ခင်မှုတွေရင်းနှီးမှုတွေကျင်နာမှုတွေပို့ပြီးရရှိတဲ့လတလဖြစ်ပါတယ်။အရင်တော့အမြင်မကြည်လင်တဲ့ခဲ့တာတွေအခု၅လပိုင်းမှာအမြင်နေကြည်လင်လာမယ်။ဩအရင်တော့ကို့အပေါ်မှာမုံတီးနေတာတွေ အခု9လပိုင်းမှာပဲထူးထူးဆန်းဆန်းလေးမုန်းနေတဲ့လူတွေကကိုယ့်ကိုအမြင်နေကြည်လင်လာပြီးတော့မှချစ်ခင်မှုရှိတာလေးစတင်ပြီးတော့နှုတ်ဆက်တာလေးနော်လက်ဆွဲနှုတ်ဆက်တာလေးပြုံးပြတာလေးကြုံတွေ့ရမယ်လာတလာဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီးများအနေနဲ့ကဒီကာလလေးမှာအလုပ်ပြောင်းနေရာပြောင်းနေကောင်းပါတယ်နော်အိမ်ပြောင်းနေရာပြောင်းနေလည်းကောင်းပါတယ်ကိုလိုချင်တဲ့အလုပ်နေရာတွေရရှိတတ်ပါတယ် မထင်မှတ်ပဲနဲ့လေငွေတွေဝင်လာမစဲတဲတဲတဲဖြစ်နေတတ်ပါတယ်။ကောင်းတဲ့နေရာတွေမှာလဲကိုကပြန်လဲလှူဒန်းတာမျိုးကြီးရရှိတတ်ပါတယ်တဲ့เนาะလှူဒန်းကလည်းဒီလမှာပို့ပြီးတော့လှူပြစ်ပါတယ်။အဲ့တော့အင်္ဂါသားသမီးတွေက ကိုကိုကိုမကောင်းဘူးလို့ထင်နေတာတွေအခုကနေစပြီးတော့မေ့ပြစ်လိုက်ပါ။ငားလာပိုင်းကနေစပြီးတော့ကောင်းလာပါပြီ။ကျမတို့ကစုံလဆိုတာကတော့ မြမာတွေရဲ့မင်္ဂလာရှိတော့လာတလာဖြစ်တယ်လို့နှစ်သိရက်ညက်ရက်တွေညားကြီးကိုပိုင်ဆိုင်ရတယ်လာတလာဖြစ်ပါတယ်เนาะအဲ့တော့ငားလာပိုင်းမှာအင်္ဂါသားသမီးတွေပူပူပြီးတော့ကံကောင်းနေတတ်ပါတယ်မမျော်လင့်မဲနဲ့လဲမိမိတို့ရဲ့အလုတ်ကေးယာရူးတက်တာမျိုးတွေအကြီးအကဲကူညီမဆတာမျိုးတွေဒီလပိုင်းမှာထူးထူးခြားခြားတွေ့မြင်ရတတ်ပါတယ်အဲ့တော့ခရီးဝေး ခยีနီးတွေနှစ်မျိုးစလုံးကလည်းပျော့ပျော့ရွှင်ရွှင်နဲ့တွားရတက်ပါတယ်။ PC တစ်တီဝင်လာတက်ပါတယ်။เนาะအဝင်အစားတစ်တီဝင်လာတက်ပါတယ်။မြေယာနဲ့ပတ်သက်ပြီးတော့လေကိုကစောင့်ရွက်မယ်ဆိုရင်အောင်မြင်တတ်ပါတယ်။ အိမ်ရောင်းမယ်၊မြေရောင်းမယ်၊ကားရောင်းမယ်၊အယောင်းဝယ်တွေကောင်းတဲ့ကာလတစ်ခုလို့ပြောလို့ရပါတယ်။အဲ့တော့အင်္ဂါသားသမီးများအခြေအနေနဲ့ပတ်သက်ပြီးတော့လေကံကောင်းတဲ့လာသလားဖြစ်ပါတယ်။ကိုယ်ရဲ့ချစ်သူကပို့ပြီးတော့ဂရုစိုက်မှုကြီးရရှိတာမျိုးကြီး။ဩကိုယ့်ရဲ့အိမ်ရောင်းဘက်ကလည်းကိုယ့်ပေါ်မှာနားလည်မှုကြီးရှိတာမျိုးကြီးအရင်ကတည်းပို့ပြီးတော့ချစ်ခင်နှစ်သက်မှုကြီးရရှိတာမျိုးကြီးလည်းပိုင်ဆိုင်ရတတ်ပါတယ်။ပညာရေးနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုရတတ်ပါတယ်။ နောက်တစ်ခုအနေနဲ့ကတော့မိษွေအပေါင်းအသင်းတွေမတွေ့တာကြားတဲ့မိษွေတွေနဲ့ပြန်လဲတွေ့ဆုံရတတ်ပါတယ်။ပြောချင်တာကတော့အင်္ဂါသားသမီးများဒီကာလမှာမေတ္တာဓာတ်တွေလွှမ်းခြုံတဲ့ကာလတစ်ခုဖြစ်ပါတယ်။မေတ္တာတုတ်ကိုတတ်နိုင်သလောက်လေးရွတ်ဖက်ပေးရမှာဖြစ်ပါတယ်နော်။အလွန်ကောင်းတဲ့ဓာတ်တလဖြစ်ပါတယ်။ဒါကြောင့်မိမိတို့ သွားတဲ့လာတဲ့နေရာလေးမှာခြေကောက်လဲတာလို့လက်ထိခိုက်သွားတာလို့เนาะနောက်တစ်ခုကဟိုမျက်နှာကိုထိခိုက်မိတာမျိုးလေးကြုံတွေ့ရတတ်ပါတယ်အဲ့ဒီလိုမျိုးလေးကြုံတွေ့တာမိမိတို့အတတ်နေရာလေးလုံမြောက်ဖို့အညံ့နေရွှေ့ဖို့အညံ့နေပြေပြောက်ဖို့အတွက်ကတော့မိမိတို့ရဲ့အိတ်နေတဲ့အိမ်ရာကိုပြောင်းရွှေ့ပြီးတော့အိတ်ပေးရမှာဖြစ်ပါတယ် ဲ့တော့အဲ့ရပြောင်းရွှေ့ပြီးတော့အိတ်ပေးမယ်ဆိုတာကမိမိတို့နကုတ်အိတ်နေတဲ့နေရာကနေဖျားကားမှထွက်အိတ်မယ်ဒိဋ္ဌံပတိစိတ်မယ်တတ်တတ်လွတ်လေးစားပြီးမယ်ပေါ့မွေးနေ့တည့်ရက်မှာတော့ကောင်းမှုကုသိုလ်လေးကိုပြုလုပ်ပေးရမှာဖြစ်ပါတယ်เนาะနောက်တစ်ခုအနေနဲ့ကကြတော့စီရင်သွားမှသူခရီးစရိတ်ထောက်ပံ့ပေးတာမျိုးတွေပေးကမ်းစွန့်ကြဲတာမျိုးတွေပြုလုပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့အလုတ်ကိစ္စနဲ့ပတ်သက်ပြီးတော့အခက်အခဲတွေ့နေတယ် အလွဲချော်ကြီးဖြစ်နေတယ်ဆိုလို့ရှိရင်တော့တနင်းကုန်နေနေမှာဆင့်အိုးလေးနဲ့အုံးမင်စိုက်ပေးပါ အုံးမင်စိုက်ပြီးရင်မိမိတို့ရဲ့အရှိစူးစူးရက်မှာရေမမှန်နှောင်းပေးမယ်ကဲအလုတ်ကိစ္စကြီးအစင်ပြေသွားပြီသုံးဘတ်တိတိလည်းပြေသွားပြီဆိုရင်တော့ဖုံးကြီးကြောင်စိုက်ထားတဲ့အုံးမင်လေးကိုသွားရောက်လှူဒန်းပေးရမှာဖြစ်ပါတယ်ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့မိမိတို့အနေနဲ့အခက်အခဲတွေ့နေတယ်။ငွေတွေအများကြီးပဲဝင်စရာရှိတာတွေ မဝင်ဘူးဖြစ်နေတယ်။ငွေပိတ်ဆို့နေတယ်ပေါ့။ဒါဆိုရင်လွယ်ပါတယ်မိမိတို့ရဲ့မွေးနေ့အိမ်ဖျားမှာမုံစိမ်းပေါင်း၃ပကံဆုံးကတ်လှူပေးရမှာဖြစ်ပါတယ်။မိမိတို့ရဲ့မွေးနေ့၉နိုင်45မှာပါ။မုံစိမ်းပေါင်း၃ပကံဆုံးကတ်လှူပြီးွားပြီးဆိုလို့ရှိရင်တော့စင့်အိုးလေးနဲ့ပဲကန်းငော်ပင်လေးအပင်ပေါက်ကလေးကိုရေမှန်မှန်လောင်းပြီးတော့ဆူတောင်းပေးရမှာဖြစ်ပါတယ်။မကြခင်မှာပဲမိမိတို့ရရှိမဲ့ငွေကြေး ကိစ္စတွေအဆင်ပြေသွားမယ်။ငွေတွေလည်းဝင်လာပါလိမ့်မယ်။အဲ့တော့အင်္ဂါသားသမီးများဟာဒီ9လပိုင်းမှာအလွန်ကံကောင်းတဲ့ကာလတစ်ခုဖြစ်ပါတယ်။ကဲအင်္ဂါသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနေနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုပါလူရာဆန္ဒတွေလည်းပြည့်ဝနိုင်ကြပါစေရှင်